လုံးမဲမင်္ဂလာပါရှင်ငါမင်းမြန်မာစာချန်နယ်ကနေထမှန်ကြိုဆိုလိုက်ပါရစေမြန်မာစာပြမြန်မာစကားမြန်မာယဉ်ကျေးမှုစားတွေမြန်မာမှုထွေးထွေးကိုလေ့လာကြရင်တော့ subscribe လုပ်ပြီး notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော် လူနှုတ်ကထွက်တဲ့စကားတန်တွေကိုမျက်စိနဲ့မြင်အောင်ဖန်တီးထားတဲ့အတန်ကိုစားပြုမှတ်တင်ဂီတာတွေကိုအခရာလို့ခေါ်ပါတယ်။ဘာသာစကားတိုင်းမှာအဓိကကြပြီးအခြေခံဖြစ်တဲ့ဒီနဲ့တရာဆိုတဲ့အတန်မျိုးစားနေရရှိတာကြောင့်အခရာတွေမှာလည်းပြည့်အခရာနဲ့တရာအခရာဟာအဓိကကြသလိုအခြေခံအခရာတွေလည်းဖြစ်ပါတယ်။မြန်မာဘာသာမှာတရာအခရာ၁၁လုံးနဲ့ပြည့်အခရာ33လုံးရှိတာကြောင့်အခြေခံအခရာ44လုံးရှိတယ်လို့ဆိုနိုင်ပါတယ်။အများသိပြီဖြစ်တဲ့ကာကြီးကနေအာတီအခရာ33လုံးဟာပြည့်တွေပဲဖြစ်ပါတယ်။အဲ့ဒီပြည့်အခရာ33လုံးမှာအတန်ဖြစ်တဲ့နေရာတနည်းထန်တူရာတူရာ ားစုဖွဲ့ထားတဲ့ပြည်ရဲ့စုတနည်းဝက်၅ခုရှိပါတယ် အဲ့ဒီမှာဝက်ဟာပါဠိစကားဝက်ကကလာပြီးအဆူလိုဒိဗေရပါတယ်ဝက်ဆူတစ်ခုချင်းစီဟာဓိတန်ဖြစ်တဲ့ထန်ဒူရာကြောင့်အလွယ်တကူယူဆိုနိုင်ပါတယ်ပုံစံပြရရင်ကာခာကကငါဟာကာပြင်းနဲ့စားတဲ့အတန်ဒူထန်ဒူဝက်အုပ်စုဖြစ်ပြီးကာဝက်လို့ခေါ်ပါတယ်အဲ့ဒီလိုပဲစာစာစစညာဟာစာပြီးနေစာတာကြောင့်စာဝဲတာထတဒနာဟာတာပြီးနေစာတာကြောင့်တာဝဲတာထတဒနာဟာတာပြီးနေစာတာကြောင့်တာဝဲပဖပပမဟာပပြီးနေစာတာကြောင့်ပဝဲလို့အတိအမြင်တွင်ကြပါတယ်ဆိုခဲ့ တဲ့ဝက်အုပ်စု၅ခုမှပါဝင်တဲ့ပြည်တွေကိုဝက်ပြည်လို့ခေါ်ပြီးဝက်တစ်ခုမှ ပြည်၅လုံးစီပါနေတာကြောင့်မြန်မာပြည်33လုံးမှဝက်ပြည်25လုံးရှိတယ်လို့မှတ်သားနိုင်ပါတယ်ရှင်ဆိုခဲ့တဲ့ဝက်ပြီး25လုံးမှာပါဠိစကားဝက်ကန္နမြန်မာလိုအစုအီအစုံလိုဒိဗေရတဲ့ဝက်အစုံပြီး9လုံးရှိပြီးဝက်စုတစ်ခုစီရဲ့အစုံမှရှိနေတဲ့ငါညနာနာမဟာဝက်ကန္နပြည်တွေပဲဖြစ်ပါတယ်မြန်မာမှုအရာဝက်ပြီး25လုံးမှာပထမအခရာတွေဖြစ်တဲ့ကာဆာတာပါရဲ့ဒုတိယအခရာတွေဖြစ်တဲ့ခါဆာတာဖာရဲ့ ဝကနာပြည်တွေဖြစ်တယ်။ငါညာနာမရဲဆိုတဲ့အပြီးဆက်နှလုံးကိုပဲအနက်ရှိတဲ့အခရာတွေဖြစ်သတ်မှတ်ထားပြီးကြံနေတဲ့တဝဲအခရာ၅လုံးရဲ့တတိယအခရာတွေဖြစ်တဲ့ဂါဇာဒါဘာရဲ့စတုထအခရာတွေဖြစ်တဲ့ဂါဇာဒါဘာရဲ့ကိုတော့အနက်မရှိတဲ့အခရာတွေလို့သတ်မှတ်ထားပါတယ်ရှင်။မြန်မာဘာသာမှာအနက်ရှိတဲ့အခရာကာခါကိုအနက်မရှိအတန်ပဲရှိတဲ့အခရာဂါဂါနဲ့ဖလဲရေးတတ်တယ်လို့စာစာကိုစာစာနဲ့ဒါထကိုဒါဒါနဲ့ဘာဖာကိုဘာဘာနဲ့အတန်ဖလဲရေးတတ်ကြပါတယ်။ ဒါကြောင့်အနက်ရှိတဲ့ပြည်စနှလုံးကိုအသုံးပြုပြီးရေးသားရင်တော့အနက်ဆွဲအရေးအနက်ရှိတဲ့စကလုံးကိုမူလအတိုင်းရေးတဲ့ရေးလို့ဆိုနိုင်ပြီးအနက်မရှိအတန်ရှိတဲ့ပြည်ရှင်လုံးကိုအသုံးပြုပြီးရေးသားရင်တော့အတန်ဆွဲအရေးအနက်ရှိတဲ့စကလုံးကိုမသုံးမဲ့အနက်ရှိတဲ့စကလုံးကိုအတန်ဖလဲထွက်ဆိုထားတဲ့အနက်မရှိအတန်သာရှိတဲ့စကလုံးကိုအသုံးပြုရေးသားထားတဲ့အရေးလို့ဆိုနိုင်ပါတယ်ရှင်ပုံစံပြရရင်ဂုတ်ဂုတ်ဆက်လို့အတန်ထွက်ပေးမယ်ဂုတ်ဂုတ်ဆက်လို့ရေးတာစီတီလို့အတန်ထွက်ပေးမယ်စီတီလို့ရေးတာ တောင်းလို့အတန်းထွက်ပေးမယ်ထောင်းလို့ရေးတာတွေဟာအနက်ဆွဲအရေးတွေဖြစ်ပြီးကော်လို့ရတဲ့အရာမှုကော်ကော်ပြလို့ရေးရမယ့်အစာကော်ကော်ပြလို့ရေးတာအစီအစံလို့အနေရှိတာကြောင့်စီစီလို့ရေးရမယ့်အစာစီလို့ရေးတာဟာအတန်းဆွဲအရေးပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်မြန်မာစာမြန်မာစကားကိုနေစဉ်သုံးဆွဲရေးသားနေကြတဲ့မြန်မာတို့အဖို့အတုံများတဲ့အတန်းဆွဲအခရာပါစကားလုံးတွေကိုသိရှိမှတ်သားစေနိုင်ဖို့ငါမြန်မာစာ channel ရဲ့ဒီဗီဒီယိုလေးကနေကျမနဲ့တူအဆုံးထိလေ့လာကြည့်ရှုသွားဖို့တိုက်တွန်းလိုက်ပါရစေရှင် ကားငယ်လို့ခေါ်တဲ့ကားဟာမြန်မာပြည်အခရာ33လုံးမှာ3လုံးမြောက်အခရာဖြစ်ပြီးကားဝက်ပါတတိယခရာပါမြန်မာဘာသာမှာအနေမရှိအတံပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိဗယ်လည်းမရှိပါဘူး။မြန်မာဘာသာမှာကားငယ်နေရတဲ့ဝါဟာရတွေရှိပေမဲ့မြန်မာဘာသာစကားမဟုတ်ပေ။မွေစားစကားလုံးတွေတမ်ပလက်ထားတဲ့စကားလုံးတွေဖြစ်နေတာကိုခုလိုတွေ့နိုင်ပါရဲ့ရှင်။ကစားစင်ယုံမြင့်ယုတ်စားတီရေးဆွဲတော့ရှီယူမြန်မာပကြီး။ကနန်း1235689ဟုသောတင်ချအမတ်တာ။ဂိမ်းအရေးအတွက်ရေးတွက်ခြင်းအတက်။ဂတိ တရဝရလာရဘဝ grand matrix နှစ်တွင်အခြေခံလေးချိန်ဂနိုင်းတပင်ကြီးများစီကားစွာ ပေါရောက်လျက်ရှိသောလှဲလဲကြီးရှုခြင်းစပွဲတာယာတော်တော်ဂါထာစံကြံတွင်ပြဆိုထားသည့်အခြေခံတို့နှင့်အညီရေးစီသောပါဠိကဗျာလူဝင်စန္ဒပြေဝါစီကြောင်းအောင်းအောင်ခံ၍ရိုရသောစာဂီဟာနေအိကောပကစီတီပထိုးစာဒီကိုဆောင်းရှောက်ထိမ့်သိမ့်သူကောပြားမိကိုတူးစွာကောရဲ့ခတ်ယူရသော ငံပြားကြီးအမိုက်သိမ့်ယူရရင်တုံသောပစ္စည်း ဂုံတက်ရှိသမေရီအရေးချင်းအစွမ်းတတိစာပေအရေးသားစီကုံတွေကောင်းမြတ်သောအရေးချင်းကာချီလိုခေါ်ရကဟာမြမပြည်အခရာ33လုံးမှ၄လုံးမြောက်အခရာဖြစ်ပြီးကာဝတ်ပါစတုတ်ထက်ခရာပါမြမဘာသာမှာအနေမရှိအတံပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ဘင်ကိုဒိဗယ်လည်းမရှိပါဘူးမြမဘာသာမှာကာချီနဲ့ရေးတဲ့ဝါဟာရရှိပေမယ့်မြမဘာသာစကားမဟုတ်ပေမိစားစကားတွေဖြစ်နေတာကိုအခုလိုတွေ့နိုင်ပါရဲ့ရှင် ကနာနုဇွန်နွားနုဖြင့်ကျူချက်သောဇွန်ကောတာဧခယတဒါအတန်ပြင်းပြင်းထွက်သောဧခယတန်ပြင်းဧခယတန်ကာမြတ်စွာဘုရား၏တပည့်ယဟန်အပေါင်းတင်ကာတန်ကာစဉ်အလှမန်းတက်တွင်ယဟန်တော်များတရင်300စဉ်တင်ကာစဉ်အာဂါဒါတစုံတူပေါ်မကျေနပ်သောကြောင့်အနည်းပြုရန်စိတ်တွင်တိမှတ်ထားခြင်းယံညူး စာခွဲလို့ခေါ်တဲ့စာဟာမြန်မာပြည်ရဲ့အခရာ33လုံးမှာရှစ်လုံးမြောက်အခရာဖြစ်ပြီးစာဝတ်ပါတတိယအခရာပါပါဠိဘာသာတက္ကရာဘာသာတွေအတွက်သုံးရတဲ့ပြည်အခရာဖြစ်ပြီးမြန်မာဘာသာအတွက်တော့အနည်းမရှိအတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုယ်တိတ်ပဲလည်းမရှိပါဘူးမြန်မာဘာသာမှာစာခွဲနဲ့ရေးတဲ့ဝါဟာရတွေဟာအတန်ဆွဲစကားလုံးတွေနဲ့မွေးစားစကားလုံးတွေဖြစ်နေတာကိုအခုလိုတွေ့နိုင်ပါတယ်ရှင်စနေဘုံကြည်လက်တော်ရွာဇယားအိုမင်းရင်ရောခြင်းဇယက်လူအများနာနေတဲ့ကိုရန်ဆောက်လုပ်ထားသောအစာအုံစလီဖားတော့ မြေထားတန်လန်းအောက်ကကံလန်းခံထားသောတေသာတို့စာအပေါင်များပါအောင်ပုံဖော်၍ထိုးရထားသောအထေစာကနာအဖျားချွန်းညံ့တမျိုးစာဒီပရိသေနေခြင်းမြူယူမြူနွယ်မွေဖွားရရက်စောကြီးစေဝမန္တရာတက်မြေရှုမိုးပြန်အတက်စသည့်တက်ကျွမ်းသူဇက်ကျော်ယိုနှင့်လေကုံယိုဆက်ဆက်ရာကိုအစိအပိုင်းစောက်အနက်အမြင့်ဆောင်းမြင်ထားရအဆောက်အအုံငယ် စာမြင့်ဆွဲလို့ခေါ်တဲ့စာဟာမြန်မာပြည်ရဲ့ခရီး33လုံးမှာကိုလုံးမြောက်အခရီးဖြစ်ပြီးစာဝတ်ပါစတုတ်ထက်ခရီးပါမြန်မာဘာသာမှာအနေမရှိအတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိတ်ပဲလည်းမရှိပါဘူးမြန်မာဘာသာမှာစာနဲ့ရေးတဲ့ဝဟာရတွေဟာအတန်ဆွဲအရေးတွေနဲ့ပါဠိတက္ကရာဘာသာတွေကနေမွေစာသုံးတဲ့ဝဟာရတွေဖြစ်တာကြောင့်စာဟာမြန်မာပြည်ရဲ့ခရီးတွေထဲမှာပါမဖြစ်ပါဝင်နေပြန်တာကိုအခုလိုတွေ့နိုင်ပါတယ်ရှင်စာပနာမိတချိုခြင်းမတာအတုပစေလူများစုဝေး၍ကုန်ပစ္စည်းများကိုရောင်းဝယ်ရနေရ ကုန်ပစ္စည်းအတွက်သတ်မှတ်ထားသောတန်ဖိုးငွေ၊ဇီနှုန်း၊ဖိုးတန်မှု၊တန်ဖိုး၊ဂုံရည်၊ဇန်၊စူးစူးဆိုင်ဆိုင်အထူးမြင့်မြန်စွာရှုတော်တရား၊ဇန်လျှော၊ဇန်ဤအစွမ်းတက်သည့်ပြည့်ပြဲသွားသည့်ဥပစာဂုံသိက္ခာလျှော်ကြသည် ဒါရီလို့ခေါ်တဲ့ဒါဟာမြန်မာပြည်ရခရီး33လုံးမှာ16လုံးမြောက်အခရီးဖြစ်ပြီးတာဝက်ပါတတိယခရီးပါမြန်မာဘာသာမှာအနမရှိအတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ဘင်ကိုဒိတ်ပဲလည်းမရှိပါဘူး။ဒါနဲ့ရေးတဲ့ဝဟာရတွေဟာအတန်ဆွဲစကလုံးနေနဲ့မွေစားစကလုံးတွေပဲဖြစ်နေတာကိုမြန်မာဘာသာမှာအခုလိုတွေ့နိုင်ပါရဲ့ရှင်။ဒါရကပေလူသူရဟန်းကလူယောက်ျားကိုခေါ်တော့စကား driver မော်တော်ယာဉ်မောင်းနေသူ ရှင်မောင်းဒါစဉ်12ခုဒီပနေ့အကြောင်းရတုကိုအကျေတဝင်းရှင်းလင်းဖွင့်ပြတော့ကြံ။ ဒီမိုကရေစီပြည်သူတို့၏စန္ဒာအရပြည်သူကိုယ်စားလှယ်များဖြင့်နိုင်ငံအုပ်ချုပ်သောစနစ်တစ်မျိုးသူအရာဝတ္ထုတစ်ခု၏အထုပမာဏအထုတော်ရှင်ကြီးသောအဖြစ်မိမ၏အမည်ရှိကထည့်သုံးသောစကားတောင်းအရာအမောင်းကိုခန္ဓာအမည် တောက်ချိုက်လို့ခေါ်တဲ့တာဟာမြန်မာပြည်အခရာ33လုံးမှာ19လုံးမြောက်အခရာဖြစ်ပြီးတာဝက်ပါစတုတ်တဲ့ခရာပါမြန်မာဘာသာမှာအနေမရှိတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိတ်ပဲမရှိပါဘူးအတန်ဖလဲရေးတဲ့အတန်ဆွဲစကလုံးနေနဲ့မွေစားစကလုံးတွေကြောင့်မြန်မာဘာသာမှာဓာတ်ကိုခုလို့တွေ့နိုင်ပါရဲ့ရှင်တနာရှင်ငွေအရင်းနှီးများစွာရှိတော်သူဓာတုပိတာ dressing တို့ဒီရှိပုံပြမှုလှူရှားပုံတို့ကိုလေလာတော်သိပံပညာဒါတန်ဖင်ပြုလုပ်တော်အသွာပါတော်လက်ကန်ယူတက်လည်းနဲ့ဒူဝွန်ကပိုင်ဤမြဝင်ယိုစွန်ဘက်ကောင်းကင်တွင်အမြဲတည်နေတော်ကျက် ထဝီအာဘောတီဇောဝါယောကဲ့သို့သောအရင်ကန်တဘောရွှေငွေကဲ့သို့သောမြေထွက်တတ်တူအစာဟောင်းတပ်ဘူးအဲ့ဤသို့မဟုတ်အပူကိုထိန်ချုံနိုင်အောင်ဖန်သားနှလွာကြားတွင်လေဟာနေထားပြီးပြုလုပ်ထားသည်ဘူးဓမ္မတတရားဥပဒေဆိုင်ရာကျင့်ဓမ္မယုံတရားဟောရာဖျားရှိခိုးဝိတ္တရာအသောအုံဓမ္မန္တရေတရားတော်ကိုထိခိုက်စေတိုင်းသောအန္တရာယ် ဘာလက်ချိုက်လို့ခေါ်တဲ့ဘာဟာမြန်မာပြည်အခရာ33လုံးမှာ23လုံးမြောက်အခရာဖြစ်ပြီးဘာဝက်ဘာတတိယအခရာပါမြန်မာဘာသာမှာတွေ့ရတဲ့ဘာဟာအနယ်မရှိတန်ပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ပင်ကိုဒိဗယ်မရှိပေမဲ့အတန်ပြောင်းရည်တဲ့အတန်ဆွဲစကလုံးတွေနဲ့ဝိစားစကလုံးတွေမှာပါဝင်နေတာကိုခုလိုတွေ့နိုင်ပါတယ်ရှင်ဘရာကျော်ကလဘဲစာဒီကိုရေစိန်၍ထောင်းပြီးကြော်ထားသောအကျော်တစ်မျိုးဘဟုတုတာညပြသောအကြမြင့်အတွေ့အကြုံ ပါဒံအကိုင်းအခက်ဘီပတ်လေတေတေဖြားထွက်သည်အစီစံကိုစားရသောရွက်ကြွေပင်ဆောင်တမျိုးဘာဟီယာကိစ္စအမိမတက်တာသောကိစ္စအထွေတွေပိမှန်မောမြတ်သောအစာအုံးဗီဇာပြည်ဝင်ခွင့်လက်မှတ်ဗီတာမင်ကိုခန္ဓာကျန်းမာစေသည့်သက်ဆောင်ဩဇာတက်ပေါင်းတော်ဘယင်နတ်စာတီတို့ဤကောင်းပေါင်းတမျိုးပြက်မျက်နှာပြင်အနံဘွက်မြေပြင်တွင်ရေဝတ်သဖြင့်ဖြစ်ပေါ်သောမြေပြော့ ဘာကုံလို့ခေါ်တဲ့ဘာဟာမြန်မာပြည်အခရာ33လုံးမှာ24လုံးမြောက်အခရာဖြစ်ပြီးဘာဝဲဘာစတုတ်တဲ့ခရာပါမြန်မာဘာသာမှာနေမရှိတမ်းပဲရှိတဲ့ပြည်ဖြစ်တာကြောင့်ဘေကိုဒိဗေမရှိပေမဲ့တန်ဆွဲဝါဟာရရင်းနဲ့မွေစားစကလုံးတွေကိုရေးသားတဲ့အခါတုံဝင်နေတာကိုခုလိုတွေ့နိုင်ပါရဲ့ရှင်။ဘာကြီး၊ဖခင်ဤအကိုဗနန်းလူနီပါ break ဆက်ရင်အချိုရင်အရှိန်ကိုတတ်သည့်ကရိယာ ဘဝက်32ပုံတွင်အထက်ဆုံးပုံဘာကြာပါဇက်ဖြင့်မဟုတ်ရသောတန်ဆုံထွက်ဒူရီယာတမျိုးလက်နှိတ်ခလုံများကိုနှဲ့၍တန်ဆုံမြည်စေသောလီအိပါဒူရီယာတမျိုးဘိတ်သိရေစင်သွွန်၍မင်္ဂလာပြုခြင်းဘူမိနတံမြေချံလက္ခဏာညီညွတ်သောအောင်မြည်ဘူတော်အများအပြားရှိထဲဆောင်လေးရှိသောဘူကားဒီကြောက်ခွန်ဝဲထူကြပြောင်မြောက်သောစွမ်းဆောင်မှုအတွေ့အုံပြုချီးမြှင့်သောအမည်အရာဒစိသာသနာဝန်ထမ်းရှင်ယဟန်တို့၏အမည် သတ်မှတ်ထားသော တက္ကသိုလ်ပညာရှိအဆင့်တစ်ခုခုကိုအောင်မြင်သူအားချီးမြှင့်သောအမည်အရေးဖွင့်ရသည်ဆိုတိမှောက်ရသောတခြင်းကြီးတစ်မျိုးအခုဆိုရင်မြမမှုရမြမဘာသာမှာအသုံးပြုရတာနေတဲ့အနမဲ့အတန်ရှိပြည်ရှိလုံးပါဝင်တဲ့အတုံများတဲ့အတန်ဆွေရေးစကလုံးတွေနဲ့ဝေစာစကလုံးတွေကိုလ ీల သည်ရှိခဲ့ပြီးဖြစ်ပါတယ် အချုပ်ဆိုရရင်ဘလို့ပဲတန်ထွက်ပါစေအ낵ရှိတဲ့အတိုင်းအ낵ရှိစကလုံးနဲ့ရေးရင်တော့အ낵ဆွဲရေးတာဖြစ်ပြီးအ낵ရှိအ낵ဆွဲအခရာကိုအတန်ထွက်အတိုင်းပြောင်းရေးရင်တော့အတန်ဆွဲရေးတာဖြစ်တယ်လို့မှတ်ယူရမှာဖြစ်တဲ့အကြောင်းတင်ပြရင်ဒီဗီဒီယိုလေးကိုဒီမှာတင်မယ်ရန်နာခွင့်ပြုပါရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ